စာမယ်ဒီနေ့ညနေမှာပြေလုခဲ့တဲ့ပွဲတစ်ခုချောင်းကျွန်တော်တို့သတင်းဌာနမှညပိုင်းသတင်းတင်ဆက်မှုများအားခဏရနာကဒီနေ့ညမှာတော့သတင်းဗီဒီယိုတစ်ခုကိုတင်ဆက်ပေးလိုက်ရပါတယ်။ဘာသတင်းဗီဒီယိုလဲဆိုလွန်ခဲ့သောနှစ်နှစ်ခန့်ကတောင်ဩကလာပါမြို့နယ်လက်ဖက်ရည်ဆိုင်တဆိုင်တွင်ထမင်းကျော်ကိုအီချမ်းစွာစားနေသောကျွန်တော်တို့တခင်အစည်းအုံမှဥဆောင်နာရကတတတာအဖွဲ့ဝင်အဖတ်တင့်လွင်အား တော်သားအခွင့်ရေးလှုပ်ရှားသူ14/9နဲ့မှန်းကြံထိတ်ခိုင်းသားများကလာရောက်တိုက်ခိုက်ကြရာအပတင့်လွင်မှအချိန်မဆိုင်မုတ်ဆိုးမှဒူးတောက်တိုင်းဖြင့်တံပြန်ခဲ့တော်လေအပတင့်လွင်ခမနေရာမှာတင်ဖော်ကင်ထောင်ရင်ကြာဆုံးခဲ့ရပါတယ်ထို့ကြောင့်အပတင့်လွင်ကြာဆုံးခြင်းနှစ်ပတ်လည်အခမ်းအနားအားယနေ့တခင့်ခမ်းမဆောင်၌ပြုလုပ်ရာအဆိုပါပွဲအားတခင့်အများပြအဲ့ရောက်လာခဲ့ကြပြီအမိမြန်မာနိုင်ငံတော်ရဲ့ဥပဒေရေးရထိတ်တန့်ရှိနေကြီးလည်းဖြစ်အမျိုးဘာသာသာသနာအတွက် ယွန်းယွန်းချွန်ချွန်ကာကွယ်ဆောက်ရှောက်ပေးခဲ့ပေးဆဲဖြစ်တဲ့တတဆပါတီဤခေါင်းကင်ဖခင်ကြီးလည်းဖြစ်တဲ့အပြင်တော်သားကင်းစင်ရေးဝန်ကြီးဌာနရဲ့အလို့အမှုဆောင်စာရေးဆရာကြီးဖိုးလောင်တီးကောဦးဝင်းကိုကိုလက်ကိုတိုင်းဒီအပါတင်းလွင်တည်ဆုံးခြင်းနှစ်ပတ်လည်အခမ်းအနားအဲ့ရောက်လာခဲ့ပါတယ်။တခင်ကြီးဝင်းကိုကိုလက်ကိုအားလုံးကသတင်းနဲ့ဓာတ်ပုံများတွင်သာမြင်ဘူးကြားဘူးနားဝရှိကြသော်လည်းသူဤလှုပ်ရှားမှုဗီဒီယိုများကိုမြင်ဘူးတွေ့ဘူးကြားသူအတော့ကိုနေသောကြောင့် မြို့ရကျောင်းတိုက်စီရတော့အရှင်ပန်သရိယနယ်လက်မှန်းတိုက်ဤတော်သားနှိမ်နှင်းတော်မူကံတရားတော်အားတရားနာနေသောတခင်ကြီးဝင်းကိုကိုလက်လှုပ်ရှားမှုပုံရိပ်များအားကျွန်တော်တို့တက်ကုံ Daily New သတင်းဌာနမှရည်ယူထားကပြန်လည်တင်ဆက်လိုက်ရပါတယ်။သောသာပုရပတိယံဣတံမင်္ဂလာဗုဒ္ဓမံတသောသာတောသာပုရတိုင်းပြည်နတ္ထိယံအစီစဉ်စီဣတံမင်္ဂလာဗုဒ္ဓမံစိမံမင်္ဂလာဤလေပေးတတ်တယ် တော်သားတွေဟိုးပြဆင်ကိုရောမြတ်လက်ထက်တွေကသာကဘာသာသာတွေပေါ့ဒုက္ခဖြစ်လာတဲ့အကြာလာခဲ့ပြီးဒီ